မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်ရဲ့တာပိုင်ဆိုင်တဲ့ဟိုတယ်များနဲ့ခရိုနီများရဲ့ဟိုတယ်များကို ULAA ချိတ်ပိတ်သိမ်းဆည်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာရခတက်တော်၏သိမ်းပိုက်ထားတဲ့စိုးမိုးနေမြေများမှာစစ်ကောင်းဆောင်နဲ့ခရိုနီများပိုင်ဆိုင်တဲ့ဟိုတယ်နဲ့လုပ်ငန်းများကိုအေအေကချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်းသိရပါတယ် တန်တွဲမြို့နယ်ရှိငပလီကန်ချီမှာစေကောင်းဆောင်နဲ့ခရိုနီများပိုင်ဆိုင်တဲ့ဟိုတယ်များအပြင်စေအုပ်စုကသိမ့်ပိုက်ထားတဲ့မြေအေကာတွေကိုပါအေအေကချိတ်ပိတ်လိုက်ကြောင်းသိရပါတယ်။စေကောင်းဆောင်ရဲ့ဒုတိယစေကောင်းဆောင်နဲ့စေအုပ်စုလက်ဝါးချီရိုက်ကြီးပွားနေတဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေကိုအခုရက်ပိုင်းမှာအေအေကချိတ်ပိတ်နေတယ်။မြောက်ဦးနဲ့မင်းပြားကလုပ်ငန်းတွေနဲ့ချိတ်ပိတ်ခံရတဲ့တဲ့ပါတယ်လို့သိရတယ်လို့ရခိုင်တရင်အရှင်မြစ်ကပြောပါတယ်။ငပလီမှာရှိတဲ့စေကောင်းဆင်းနဲ့ခရိုနီများပိုင်ဆိုင်တဲ့ကျင်းငါးပွင့်ဟိုတယ်မိုတယ်နဲ့တဲကိုကန်ထားစင်ကြောင့်ချိတ်ပိတ်တင်ဆက်လိုက် ်ကြောင်းသိရပါတယ်စစ်ကောင်းစာပို့ချုပ်မှုတင်မြောင်းလိုင်းရဲ့တားဖြစ်သူအောင်ပြေဆုံးပိုင်ဆိုင်နဲ့အမတာဟိုတယ်ဦးအောင်မျိုးမင်းတင်ပိုင်ဆိုင်နဲ့အမေးစင်းဟိုတယ်ဒုတိယစစ်ကောင်းစာပို့ချုပ်မောင်မောင်ရဲ့တမီဒေါ်နန်နာရဲ့ပိုင်ဆိုင်နဲ့ပရင်စတင်မယ်ရီမာငပလီဟိုတယ်ပို့ချုပ်မှုကြီးတန်းရှင်ရဲ့တားဖြစ်သူထုံးနိုင်ရွှေပိုင်ဆိုင်နဲ့တန်တန်ဟိုတယ်နဲ့ အချာခရိုနီကုမ္ပဏီအုပ်စုများပိုင်ဆိုင်ထားတဲ့ဟိုတယ်၅ခုတမန်ဲကိုအေအေကချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။အေအေထိန်းချုပ်လိုက်တဲ့မောင်တော်အန်တောင်ကုတ်တန်တွဲမြို့နယ်များမှာစစ်ကောင်စီနဲ့ခရိုနီများပိုင်ဆိုင်တဲ့နေအိမ်နဲ့လုပ်ငန်းများကိုပါအခုရက်ပိုင်းတွင်အေအေလိုက်လံချိတ်ပိတ်နေခြင်းဖြစ်တယ်လို့ဒေသခံများတမ်းမှသိရပါတယ်။ဒါအပြင်ခရိုနီစီးပွားရေးလုပ်ငန်းရှင်တအုပ်ဖြစ်တဲ့ဦးကျောက်တောင်ရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုပါအေအေကသိသိခဲ့ကြောင်းသိရပါတယ်။ဦးကျောက်တောင်ရဲ့တောင်ကုန်းမြို့ရှိနေအပါဝင်ပိုင်ဆိုင်မှုတွေအမေရိကန်ဒေါ်လာ3 တန်းကျော်စိတ်ပိတ်ခံထားကြောင်းဒေသရင်သတင်းမီဒီယာတွေကဖော်ပြပါရယ်ဆလတ်ဘင်းစစ်ကောင်စီဦးစီးမြရွှေကပွဲတနိုင်ငံလုံးလွှမ်းချုပ်နိုင်ကြီးနေတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားနဲ့ဘယ်လာရုခီစင်ကနေပြန်လာတဲ့စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကဒီနေ့အကောင်နောက်နေ့ဆန်းမှာပါဒီမိုကရေစီပါတီဆောင်ရွှေကပွဲကျင်းပမယ်လို့မလကိုရဲနေကလင်းရင်ပေါ်မှာပြည်တွင်းအခြေဆိုင်မီဒီယာတွေကိုပြောလိုက်ပါတယ်ဒါကြောင့်အားလုံးပူပေါင်းဆောင်ရွက်ဖို့ကိုလည်းသူကတိုက်တွန်းလိုက်ပါတယ် စစ်ကောင်ဆောင်ကရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုမလ3ရက်နေ့ကနေ9ရက်နေ့ထိတပတ်ကြာတွားရောက်ခဲ့တာပါ ရွှေကပွဲကို2025ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းကနေ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်တွင်ကျင်းပမယ်လို့စစ်ကောင်စီပြောခွင့်ရသူပိုးစုံစောမင်းထွန်းကလည်းစစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းမီဒီယာတွေကို မနေ့ကပြောဆိုထားပါတယ်ပါတီမတ်ပုံပြတ်မတင်နဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအထွေထွေအတွင်မှဦးဆိုင်လိုက်ကတော့စစ်ကောင်စီအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွှေ ကောက်ပွဲကျင်းပနိုင်ဖို့မသိကြဘူးလို့သုံးသပ်ထားပါတယ်။ရွေးကောက်ပွဲကဖြစ်မယ်မဖြစ်ဘူးဆိုတာမသိကြဘူးပေါ့နော်။တကယ်လို့လုပ်ဖြစ်တယ်ဆိုရင်တော့မှရှမ်းကုန်နေပြည်တော်မန္တလေးပေါ့ဒီ၃နေရာလောက်ပဲအလွန်ဆုံးတစ်လောက်ပဲလုံးလို့ရမယ်။အဲ့ဒီခါကျရင်ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့ဒေသတွေနဲ့ရွေးကောက်ပွဲလုပ်ပြီးသားဒေသတွေကြားထဲမှာဥယောတွေဖြစ်စရာအများကြီးရှိတယ်ပေါ့နော်။သူနေနေနိုင်ငံတစ်ခုလုံးကိုလွှမ်းခြုံပြီးလုပ်တာမဟုတ်ဘူး။လူလူရဲ့ဆန္ဒအရာလုပ်တာမဟုတ်ဘူးဆိုတဲ့ခါကျတော့ဒါကနှစ်ဖက်ကြားထဲမှာပို့ပြီးတော့မှပဋိပက္ခဖြစ်စရာမျိုးပဲပေါ်ပေါက်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ စစ်ကောင်စီက2022ခုနှစ်ဩဂုတ်လကနေ့ကရွေးကောက်ပွဲလုပ်ဖို့အကြိမ်ကြိမ်ပြောခဲ့ပြီးမြက်လက်တွေမှာအကောင့်ထည့်ဖို့နိုင်တာမရှိခဲ့ဘူးလို့ဦးဆိုင်လေးကပြောပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေယုံကြည်မှမဟုတ်ဘူးလို့နိုင်ငံရေးလေလာသူဦးတန်းစိုးနိုင်ကသုံးသပ်ပါတယ်ပြည်သူတွေကတော့ဆန္ဒမဲ့ပြည်ပွဲတွေပေါ်ပေါက်လိမ့်မယ်လို့မယုံကြည်ကြပါဘူးကုလသမဂ္ဂမှာရှိနေတဲ့နိုင်ငံပေါင်း120ကျော်ကလည်းမဖြစ်နိုင်ဘူးလို့ယူဆနေကြတာပါဖြစ်နိုင်တယ်လို့ယူဆပြီးအားပေးနေတာတရုတ်နဲ့ရုရှားသူတို့နောက်လိုက်တွင်အဲ့ဒီတော့အဲ့ဒါတွေနဲ့ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကျွန်တော် ို့အရှုံးချမရှိပါဘူးเนาะဆိုအတင်းကျင်ပါလဲအကောင့်ထဲပေါ်စရာအကြောင်းမရှိဘူးလို့ကျွန်တော်ယူဆပါတယ်စစ်ကောင်စီနေနဲ့နေမြေစိုးမမှုနဲ့ပါတာနိုင်ငံတော်ဝန်ပဋိပက္ခဖြစ်ပွားနေတာရွေးကောက်ပွဲမှာပါဝင်မဲ့သူတွေမဲဆွေစည်းရုံးရေးအတွက်လုံခြုံမှုမရှိတာနဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကန့်သက်ချက်တွေကြောင့်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့အကြိမ်ကြိမ်ပြောခဲ့ပေမဲ့လက်တွေ့ဖြစ်မလာတာလို့ဦးတန်းစိုးနိုင်ကပြောပါတယ်စံခိုင်ဖွံ့ဖြိုးရေးပါတီပြောရင်းဆိုခွင့်ရှိသူဦးလာသိန်းကဘူချုံမှုကြီးမင်းအောင်လိုင်းကရွေးကောက်ပွဲကျင်းပနိုင်မဲ့အကြိမ်ကိုအကုန်တွက်ချက်ပြီးပြောနိုင်တာဖြစ်နိုင်တယ် ယ်လို့ပြောပါရယ်အဲဒီတော့အန်ကယ်တို့ပါတီအနေနဲ့ဆိုရင်လည်းပြင်ဆင်ချိန်ပုံရတာပေါ့နော်တခြားနိုင်ငံပါတီတွေလည်းပြင်ဆင်ချိန်ပုံရတာပေါ့ဒီကြားထဲမှာမှကော်မရှင်ကလည်းသူထုတ်ပြန်တဲ့ဥပဒေတွေနီးဥပဒေတွေထပ်တိုးဖို့လိုတဲ့ဟာတွေရှိရင်ရှိမှာပေါ့အဲ့ဒါတွေတဲ့အကောင်လုံးကိုတွက်ချက်ပြီးတော့မှဒါပို့ချုပ်မှုကြီးကပြောတယ်လို့အန်ကယ်တို့ကဒီလိုယူဆပါရယ်မြန်မာနိုင်ငံမှာကျင်းပမဲ့ရွှေကပွဲကိုရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကလည်းကိုယ်စားလှယ်တွေလွှတ်ပြီးစောင့်ကြည့်နေလာမယ်အကြောင်းစစ်ကောင်ဆောင်ကမလကိုရည်နီကပြောကြားပါရယ် လုံခြုံရေးအမည်မဖော်လိုတဲ့ရွှေကပွဲလေးလာဆောင်ကြည့်သူတအုပ်ကတော့စစ်ကောင်စီကျင်းပမယ့်ရွှေကပွဲကိုရုရှားနဲ့ဘီလာရုစ်လိုနိုင်ငံတွေလိုကိုယ်စားလှယ်တွေဆင်လွတ်ဆောင်ကြည့်ရင်လည်းတရားမျှတမှုမရှိနိုင်ဘူးလို့ပြောပါတယ်။ရုရှားနဲ့ဘီလာရုစ်ကလည်းတကယ်တော့ဒီမိုကရေစီလွတ်လပ်ပြီးတော့မျှတတဲ့ရွှေကပွဲတွေဒါရီနဲ့ပတ်သက်ပြီးတော့ဂုံတရင်ကောင်းရှိတဲ့နိုင်ငံတွေတော့မဟုတ်ဘူးပေါ့နော်။ပြီးတော့သူတို့အနေနဲ့လည်းဆင်အုပ်စုကိုဒီစားခစားအုပ်နီးမျိုးစုံနဲ့ထောက်ခံနေတဲ့နိုင်ငံတွေဖြစ်နေတဲ့အတွက်ကိုဒီနိုင်ငံတွေကလာပြီးတော့ဆောင်ကြည့်မဲ့သူတွေကတော့တကယ်နဲ့မျှမျှတတနဲ့ဆောင်ကြည့်နိုင်တဲ့သူတွေတော့ဟုတ်မှာမဟုတ်ဘူး။ နိုင်ငံကြီးရာဒီကြောတောင်နောက်ခံပြီးတဲ့သဘောပဲဖြစ်တဲ့စကောက်စီကထိန်းချုပ်ထားတဲ့နေရာကွက်ကြားမှာအခုနှစ်ကုန်ပိုင်းရွှေကောက်ပွဲကျင်းပနိုင်ခြင်းရှိပြီးမဲ့တနိုင်ငံလုံးအတိုင်းအတာနေတော့ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။လာမယ့်2025ခုနှစ်နိုဝင်ဘာမှာရွှေကောက်ပွဲလုပ်ဖို့ပြင်ဆင်နေကြပြီဖြစ်တဲ့အတွက်နိုင်ငံကြီးပါတီတွေကြိုတင်ပြင်ဆင်ထားဖို့စကောက်စီရဲ့ရွှေကောက်ပွဲကော်မရှင်က2024ခုနှစ်ဩဂုတ်လ24ရက်နေ့ကနိုင်ငံကြီးပါတီတွေကိုပြောကြားထားပါတယ်။စကောက်စီလက်အောက်ကရွှေကောက်ပွဲကော်မရှင်မှမှတ်ပုံတင်ပြီးပါတင်ထောင်ခွင့်ရထားတဲ့အဖွဲ့90ကျော်ရှိပါတယ်။အ မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NND ရဲ့ CWC ဗဟိုအလုတ်ကော်မတီဝင်ဦးထွန်းမြင့်တော်စစ်ကောင်စီကျင်းပမယ့်ရွှေကောက်ပွဲဟာအတူရောင်သားဖြစ်လိမ့်မယ်လို့ပြောပါတယ်။ဘသူမှဒါကျွန်တော်တို့ NND မပြောနဲ့ဘဲပြည်သူတရားမျှတမှုလိုလားတဲ့ဘဲပြည်သူတအုပ်တယောက်ကမှလက်ခံမှာမဟုတ်ပါဘူး။ပါတီကိုကိုစားပြုပြီးမြည်သူတအုပ်တယောက်ကမှဝင်ရောက်ရှင်းပြမှုမရှိပါဘူး။ပြောရရင်တော့ဒီရွှေကောက်ပွဲကအတူရောင်ရွှေကောက်ပွဲဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့ပြည်သူတွေအားလုံးသိရှိထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီကရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေတဲ့လက်ရှိမှာနိုင်ငံရဲ့နေမြေတော်ကြောင့်ကိုလက်လွတ်ဆုံးရှုံးထားသလိုခုခံတော်လှန်မှုတွေလည်းဆက်လက်ရင်ဆိုင်နေပါတယ်။တပြိုင်နက်တည်းမှာပဲ2021ခုနှစ်အာဏာသိမ်းခဲ့ကအရေးပေါ်ကာလသက်တမ်းတိုးနေတာခုနှစ်ကြိမ်ရှိပြီဖြစ်ပါတယ်လို့ပြောပါတယ်။ဆက်လက်ပြီးရန်ကုန်မန္တလေးလမ်းအနီးစစ်ကောင်စီတပ်စခန်းကို PDF တက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအုပ်တွင်မြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းနီးကြောက်တိုင်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကင်းစခန်းကိုကာကွယ်ရေးပူးပေါင်းတပ်တွေကဝန်ရောက်တိုက်ခိုက်ပြီးနောက်မလ10ရက်နေ့တွင် ိုက်ပွဲတွေဆက်ဖြစ်နေရလို့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။မလာရှိရနေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်ကင်းစကန်ကိုတောင်ပိုင်းတိုင်းစစ်စင်ဟင်းနယ်မြေနှင်းပြူဟာ23လက်အောက်ခံနေဖြစ်တဲ့တန်ရင်3500နှစ်နဲ့အုတ်တွင်ပြည်သူကာကွယ်ဖွဲ့ပကဖားတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ကကြောက်တိုင်ရွာမြောက်ဖက်အထွတ်ဘုံကြီးကျောင်းနယ်ရွာလေးမှာနှစ်ဖက်ခွဲတပ်ဆွဲထားပြီးဘုံကြီးကျောင်းမှာတပ်ဆွဲတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်တာလို့လုံခြုံရေးအမည်မဖော်လို့တဲ့အုတ်တွင်မြို့နယ်ပြည်သူကာကွယ်ဖွဲ့တာဝန်ရှိသူတအုပ်ကပြောပါရယ်။ ရွာမြောက်ဖက်ဘုံကြီးကျောင်းဖွဲကိုဝင်စီးတာအဲ့ဒီနေရာကိုတော့တေချာဝင်စီးရှင်းလင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေရဲ့လက်နက်တွေလည်းကောင်းနိုင်ခဲ့ပါတယ်။မနေ့ကစပြီးစစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းပြန်တိုးလာလို့နှစ်ဖက်တိုက်ပွဲဒီနေ့နေ့လည်းထိဖြစ်ပါတယ်။ထိခိုက်ဒေဆုံမှုအခြေအနေကိုတော့မသိရသေးပါဘူး။ကြောက်တိုင်ရွာစီးနှင်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား၅ဦးသေဆုံးခဲ့တဲ့အပြင်လက်နက်ခဲရတချို့လည်းတိမ်းဆဲနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေတိစုံမှုအခြေအနေနဲ့ပတ်သက်လို့သတင်းဌာနကတိကျအတိမပြုနိုင်သေးတယ်လို့စစ်ကောင်စီဘက်ကလည်းတစုံတရာထုတ်ပြန်ထားတာမရှိပါဘူး။မလ9ရက်နေ့ကစပြီးကြောက်တန်ရွာနဲ့အနီးတစ်ဝိုက်ကရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်အင်ဂျီတရာကန်ရှင်ရဲ့ရှိဦးစင်ရွာမှာနေထိုင်သူတွေထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါရယ်။စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကမလ9ရက်နေ့ညနေမှာကြောက်တန်ရွာနဲ့ပြန်ထိုင်ချထားတယ်လို့ဆိုပါရယ်။ဒီအခြေအနေနဲ့ပတ်သက်လို့အသေးစိတ်တင်ရဖို့စစ်ကောင်စီရဲ့ဗဟိုတိုင်းပြောခွင့်ရသူတိုင်းစီဝိုင်းဝင်ကြီးဦးတင်ဦးကိုတရ င်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြန်လက်ခံဖြေကြားတာမျိုးမရှိပါဘူး။ပဲခူးတိုင်းချေဆိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရင်းကရှမ်းကုန်းမန္တလေးလမ်းဟောင်းကိုစုမိုထိန်ချုပ်နိုင်ဖို့ကြိုးစားနေပြီးကြာရကားမျိုးနေနဲ့ဖြူမျိုးနေတဲ့ကရှမ်းကုန်းမန္တလေးလမ်းဟောင်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်စခန်းခုနှစ်ခုကိုလည်းကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ကတိုက်ခိုက်ချိန်မုံခဲ့တယ်လို့ NUG ကာကွယ်ဝန်ကြီးဌာနကဖေဖော်ဝါရီ29ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။